မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေ BBC ရဲ့ Transfer Gossip ကဏ္ဍမှာဒီကနေ့ဖော်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာပရမတ်ဒရင်းကတော့ Talks ပုကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပါခင်ဗျာ Man United အသင်းဟာ Wolf နဲ့ ဘရာဇီးတိုက်စင်မှုမာဒီယက်စ်ခူးညာကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ဒီကစားသမားကလည်းအခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာစာချုပ်ဖြတ်သိမ်းခြင်းပေါင်65ဒသမ2တန်းနဲ့ခေါ်ယူနိုင်မယ်လို့သိရပါတယ်။ခူးညာကိုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာစိတ်ဝင်စားခဲ့တဲ့ကလပ်တွေအများကြီးပဲ။အာစနယ်နဲ့ဆိုသတင်းတော်တော်လေးထွက်ခဲ့တယ်။သို့တော့ခူးညာက Wolf မှာဆက်ရှိမဲ့စာချုပ်တရက်ကိုချုပ်ဆိုခဲ့တယ်။သို့တော့ နွေရာသီပြောင်းရွှေ့ကာလမှာပဲဖြစ်ဖြစ်သူ့ကိုခေါ်ယူချင်နေတဲ့ဘဲကလပ်တင်းပဲဖြစ်ဖြစ်ခေါ်ရတာအဆင်ပြေစေမဲ့ rally clause လို့ခေါ်တဲ့စာချုပ်ဖြတ်သိမ်းရေးတရက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်နောက်ပိုင်းမှာကစားသမားအများစုကတော့အဲ့လို rally clause တွေထည့်သွင်းချုပ်ဆိုကြတယ်ဗျကစားသမားစာအုပ်တန်းကုံဆုံးကန်ဒီမှာကစားသမားရဲ့ agent နဲ့ ကစားသမားကိုပိုင်တဲ့ကလပ်ကနှောင်းနှစ်ဖက်အဆင်ပြေစေမဲ့နီးလန်းပေါ့ဗျာတချို့ကလပ်တွေကြောက်လဲကစားသမားကိုမကြည့်ဘူးစာချုပ်ဖြတ်သိမ်းခြင်းမထည့်ထားတဲ့အခါကျတော့သူတို့ပါဇက်စည်းပေါ့တောင်းကျင်တာတွေစွတ်တောင်းတယ်မာတီးယက်စကူးညောင်းထားပါတော့ပေါင်တန်းတရာဆိုရင်ဘဲကလပ်တင်းကဝဲမလို့ဒါမဲ့ 62.5တန်းကြတော့ဝယ်ချင်တဲ့ club ကလည်းမျက်စိမိတ်ဝယ်လို့ရတဲ့တန်ကြီးမျိုး ရောင်းရင်လည်းဝူဗန်တန်ပတ်စံအမျက်အနှဲငယ်ရသူ့အခုံစဉ်အချိန်ကာလတုန်းကလည်းတောင်းချီချင်နေတော့ပေးခဲ့ရတာမဟုတ်ဗျပေါင်တန်း40ဝန်းကျင်ဒီပါလောက်ရှိတယ်အဲ့အတွက်ကြောင့်ဒီ rally gloss က fair ဖြစ်တယ်လို့ကျွန်တော်ထင်တယ် okay united အကြောင်းပြန်စဉ်းစားအောင် united ကတိုက်စစ်မှုတရားကိုလူချင်းနေတာကတော့သိကြတယ် joshua zackzee နဲ့ ram swanland ထင်တယ်လို့ဖြစ်မလာဘူးပေါ့နော်ဒီကစားသမားတွေကောင်းမကောင်းပါဗျာဒါကျွန်တော်တွေလည်းအသိကိုရောက်ပြီး တရားဒီကြာမှအစဉ်ပြေဤမပြေဤတည်တာလေမရောက်ခင်အချိန်ကာလတုန်းကတော့သူတို့ကစားထားတဲ့ data တွေ first day စွမ်းဆောင်ရည်တွေကိုခိုင်းနိုင်ပြီးအစဉ်ပြေနိုင်တယ်ခက်မှန်းတယ်တော်တော်တကယ်တမ်းဖြစ်မလားအဲ့တော့အခုချိန်မှာတိုက်စစ်မှု၂ယောက်ထဲက၁ယောက်ကို United ရောင်းမလားဒါမို့အဲ့၂ယောက်လုံးကိုအတင်းကနေလှည့်ထုတ်မလားနှုတ်ရသည်မှာတစ်ချက်ကြည့်ရမယ်တေချာတကူကတော့ United တာဝန်ရှိတဲ့သူတွေကဒီကစားသမား၂ယောက်ကိုမရောင်းရသေးဘဲနဲ့တခြားတိုက်စစ်ကစားသမားတွေကိုခေါ်မယ်လို့မထင်ဘူး United သွားနေတဲ့ transfer strategy တွေကပြောင်းလဲသွားပြီ။ဆွဆက်ပြီးဈေးတွေပေးတခြား club တင်းနေတဲ့အပြိုင်ဆိုင်ခေါ်တဲ့ kick ကအရင်တော့ကြံခဲ့ပြီ။တနည်းအားဖြင့် Matita နဲ့တင်းထွက်တယ်။ United fan တချို့ကတော့သဘောကျခြင်းမှကြာမှာပေါ့။ကျွန်တော်ကတော့သဘောကျတယ်။ Matita ဒီ viewer ဘိုင်းကအရင်အသုံးဝင်တဲ့တိုက်စစ်ကစားသမား။အခုလေ Matias Cunha လာပြန်ပြီ။ Cunha ကတော့ Matita ထက်ပိုပြီးတော့မိုက်တာပေါ့ဗျာ။ သို့တော့နမနိုင်နေရာမှာအမြဲတမ်းစော့နိုင်တဲ့ကစားသမားမဟုတ်ဘူး။ရှေ့မှာတာကမန်တယောက်လိုကစားပေးနိုင်တဲ့ကစားသမားမဟုတ်ဘူး။ဒါပေမဲ့ AM နေရာမှာထားကစားမလား။ဒီခါလေးကျနမနိုင်နေရာမှာထားကစားမလား။စွဲတုံရတိုက်စစ်ကစားသမားလို့ပြောရင်ပို့ပြီးမှန်လိမ့်မယ်။ Matias Cunha ရဲ့ skill ဘိုင်းနေတူအားရုံးအားရည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်ထရီထူပြောနေကြရမလို့ Premier League မှာ Wolverhampton အသင်းနဲ့ ကစားတဲ့ပွဲစဉ်တိုင်းပရီးမီးယားလိပွဲတွေမှာ Woof နဲ့ကစားခဲ့တဲ့ Matias Cunha ရဲ့ခြေသွမ်းပိုင်းကိုအကဲဖြတ်ခွင့်ရတဲ့ပြဿနာတွေကတော့အများကြီးနေမှာပဲအဲ့တော့ Cunha ကိုခေါ်လိုက်တဲ့အချိန်တိုက်စစ်မှုနှစ်ယောက်လုံးရောင်းလိုက်ရတဲ့ပုံစံမျိုးလည်းဖြစ်နိုင်ရှေ့မှာ Matita နောက်မှာ Matias Cunha ဒါတင်းထွက်တဲ့ကစားသမားတွေနဲ့ပဲ Forrester ပဲပြောပြတာအထောက်တိုက်စစ်မှုကြီးပဲဗျာနှစ်ယောက်လုံးတော့မခေါ်တော့ဘူးအဲ့ဒါသိကြတယ် AM နေရာမှာ၈တက်နောက်ဈေးမှန်မှန်ကစားပေးနိုင်မယ် Cunha လိုကစားသမားမျိုးကို ခေါ်နိုင်တယ်ခူးညာမဟုတ်ဘဲနဲ့ခူးညာနဲ့တိုက်တူတဲ့အသင်းဘက်မှာအချိုးတရားမှုတူတဲ့ကစားသမားတယောက်ကိုလည်းခေါ်သွားနိုင်ပါတယ်ခင်ဗျ။ Okay ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ဒီသတင်းကတော့ Coach Offside ကဖော်ပြထားတဲ့သတင်းဖြစ်ပါတယ်။ Chelsea တင်းဟာအခုနွေရာသီမှာ Napoli နဲ့ Nigerian တိုက်စစ်မှု Vida Osimhen ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားခြင်းမရှိတော့ဘူးလို့သိရပါတယ်။ဒီတော့ကြောင့် Manchester United စိတ်ဝင်စားနေတဲ့ဒီကစားသမားကိုအပြိုင်ဆိုင် ခေါ်ယူတဲ့ အခြေအနေမျိုးကနေမရှိတော့ဘူးလို့လည်းသိရပါတယ်။ United ကတော့ကျွန်တော်လက်ရှိမှာဆွေးနွေးပြီးပါပြီ။တိုက်စစ်ကစားသမားမျိုးစုံနဲ့တည်င်းထွက်တယ်။ဖြစ်တာမဖြစ်တာကတော့နွေရာသီပြောင်းရွှေ့ကာလမှာစောင့်ကြည့်ရမှာပဲ။အဲ့တော့ Chelsea အကြောင်းပဲဆက်သွားအောင်။မခေါ်ယူတဲ့သုံးချက်ကမှန်တာပေါ့ဗျာ100%မှန်တယ်လို့တော့ပြောချင်တယ်။ Vida Osimhen မဟုတ်ဘူး။အခု Borussia Dortmund ရဲ့တောင်ပံကစားသမား Gideon Chelsea နဲ့တောက်လျှောက်တဲ့တင်းတွေထွက်နေမခေါ်ယူသင့်ဘူးကစားသမားတယောက်ကဘလောက်ပဲကောင်းကောင်း เนาะတကယ် god level ကြီးပဲဖြစ်ဖြစ်အဲ့ကောင်မကစားနိုင်ဘူးဆိုရင်အလကားပဲဒဏ်ရာပြဿနာကင်းရှင်းတဲ့ကစားသမားကိုကျွန်တော်ရဲ့ရွေးချယ်ခေါ်ယူရမှာဗျချယ်ဆီဒီဒဏ်ရာနေတဲ့ကစားသမားတွေကိုရွေးပြီးခေါ်နေသလားအောက်မရတယ်ဝက်စလီဖိုဖာနာရူမီယူလက်ဗယ်ယာတောင်းရှိကြီးတွေအများကြီးပေးလောက်ခပမာဏကြီးပေး ပြီးအဲ့ကောင်တွေတုံးလို့လည်းမရအောင်လက်ဗဲရဆိုရင် ချယ်ဆီမှာကစားတာနှစ်ရာသီလောက်ရှိနေအတင်းတော့ဘလောက်ထိပေးဆက်ပြီးတော့ဘယ်နှပွဲကစားခဲ့ရသတော်အဲ့တော့ကြောင့်ဗီတာအော်ဇီမင်လိုမျိုး injury prone ကစားသမားကိုလုံးဝမခေါ်ဦးသင့်ဘူးလို့ထင်တယ်ဂလာတာသားရင်းမှာတကောင့်သားဂိုးတွေကောက်သွင်းနေတော့သူ့ရဲ့တန်ကြီးကလည်းနေမလို့နဲ့ပြန်တန်းသွားတယ်ပေါ့ဗျာနာပိုလီကလည်းယူရိုတန်း80ပြီးပါတယ်ကောက်ခေါ်တယ်စတက်စ်ကကောင်းတာ哦ဒီနေ့ဂလာတာသားရင်းမှာတွင်းထားတဲ့ဂိုးကြီးတွေက နာပိုလီဈေးခေါ်လို့ကောင်းတဲ့အခြေအနေမျိုးဖြစ်နေအဲ့တော့ကလပ်သင်းတွေအနေနဲ့ချက်သီးမရမဟုတ်ဘူးသူရဲ့ဒဏ်ရာမှတ်တမ်းစိုးကိုပြန်လည်အောက်မေ့သတိရဖို့လိုတယ်တခါလေကြာရင်ကျွန်တော်တို့ကသာဒဏ်ရာမှတ်တမ်းနေတော့ injury အများလို့လို့ဖြစ်တတ်တယ်ပြောနေပေမဲ့မျက်စိမိပ်ပြီးခေါ်သွားတဲ့ကစားသမားတွေအများကြီးပဲအံ့ဩတယ်သူတို့က professional club တင်းနေကျွန်တော်တို့ထက်အများကြီးတည်တယ်ဒီဒေးဆက်ဆံအချက်လက်တွေအကုန်လိုက်ကြည့်မှာအဲ့ဒါကြီးဘာကြောင့် ခေါ်သွားတာတော့ဘာကြောင့်မျက်နှာလဲကဲပြစ်လောက်ရတာတော့အထူးသဖြင့်ဒါကျွန်တော်ချက်စီးနဲ့ပတ်သက်ပြီးပဲပြောချင်တာကိုသမားတွေဆိုရင်ပြိသက်တွေကမြင်တယ်သူတို့ကမမြင်ဘူးမကောင်းတဲ့ကိုသမားကိုအသေးမှထားတယ်စဉ်းစားစဉ်းစားကြည့်ဗျာအဲ့တော့ဒီတဲ့င်းထွက်လာတဲ့ပုံမှာကျွန်တော်ကတော့ကြိုးစုတယ်ဗီတာအော်ဒီမီယိုခေါ်ရင်အမိုင်းမားသွားပါလိမ့်မယ်ခြေသွမ်းပိုင်းကိုပြောတာမဟုတ်ပါဘူးတကယ်ကိုကောင်းတဲ့တိုက်စစ်မှုပါကမ္ဘာအဆင့်တိုက်စစ်ကစားသမားတယောက်မှရှိရမယ့်ကျင်လက္ခဏာမျိုးဗီတာအော်ဒီမီမှာရှိပါတယ်ဒါပေမဲ့ injury ပြဿနာကြီးကတော့ ကြောက်ခမန်းလေးလေးပါခင်ဗျာကျွန်တော်ပြောတာမေုံဆိုရင်အော်ဇီမေရဲ့ injury history တွေကို Google မှာရိုက်ရှာကြည့်ပါခင်ဗျာကြည့်ကျွန်တော်ရေနောက်ဆုံးသတင်းတစ်ပုဒ်ကိုဆွေးနွေးအောင် Fabrizio Romano ကဖော်ပြထားတာပဲဖြစ်ပါတယ် Florentina အသင်းကအသက်34နှစ်အရွယ် Spanish ကိုဒမား David De Gea ကိုနောက်ထပ်တစ်နှစ်တတန်းရှိမဲ့စာချုပ်တရက်ကိုချုပ်ဆိုသွားမယ်လို့သိရပါတယ်ဒီအတွက်ကြောင့်ဒီ United ကစားသမားဟောင်းက Florentina မှာ2026ဇွန်လအထိ ရှိသွားနိုင်တယ်လို့သိရပါတယ်ခင်ဗျ။ရှေ့မှာသတင်းလေးတစ်ပုတ်ကြားရတယ်။ ਉਹ နနာကိုရောင်းပြီးတော့ David De Gea ကို United ခေါ်နိုင်တယ်ဆိုတော့သတင်းမျိုးပေါ့ဗျာ။ဘောလုံးသတင်းဆိုတာကလည်းအားလုံးဟိုဝမ်းနဲ့ဝမ်းသာမဖြစ်စေချင်ဘူး။ Rumor Stay ပဲ။ဘောလုံးမှာတိကျခိုင်မာတေချာရည်ရတဲ့သတင်းကအဲ့ဒီ Jersey ကိုင်ပြီးဓာတ်ပုံရိုက်မှသာလျင်အတင်းကနေနီးပြတယောက်ကိုထုတ်ပယ်လိုက်ပြီးလို့ Official Statement ထုတ်ပြန်မှသာလျင်ယုံကြည်ပေး။ကျန်တဲ့သတင်းတွေအားလုံးကဘသူပဲဖြစ်ဖြစ် Rumor တော့မဟုတ်ဘူး။เนาะကျန်တဲ့ နာမည်ကြီးပန်ဒစ်တွေကျန်တဲ့ဘယ် channel လေးမဆိုဘယ်သတင်းဌာနမဆိုအတိအကျဖော်ပြဖို့ဆိုတာမလွယ်ဘူးအဲ့တော့ David De Gea ကို United ကိုနောက်နေရာဒီမှာပြန်ခေါ်မယ်ဆိုတာကထေချာစဉ်းစားရမယ့်အခြေအနေမျိုး De Gea ဒီအသက်အရွယ်ကလွန်သွားပြီဗျသူကောင်းတဲ့အချိန်ကာလတုန်းကကျွန်တော်တို့ထေချာမိခဲ့တာပါ Atletico Madrid အသင်းကနေစခေါ်စဉ်အချိန်ကာလတည်း De Gea ဘလို့ကစားသမားမျိုးလဲကျွန်တော်တို့သိတာပေါ့တိုးတော့ United ရောက်ရင်ရောသူအရင်တော့လို့ပြန်ပြီးအောင်မြင်မယ်လို့ထင်ဒါကအကြကစားသမားတယောက်ကိုခေါ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားရှစ်မှာ United အဲ့လိုတွေခေါ်ခဲ့ဘူးတယ်ကြတဲ့ကစားသမားတွေဒါပေမဲ့ email ရှိနေသေးတယ်အတင်းနဲ့အရင်တော့ပတ်သက်ရပတ်သက်ကြောင်ရှိဘူးတဲ့ကစားသမားတွေကိုခေါ်ခဲ့တယ်ဒါပေမဲ့ရေတူပဲရေရှင်မှမဖြစ်နိုင်ဘူးအခု Andre Onana ကိုသဘောမကျဘူးဆိုရင်တော့မှရေသွင်းမြင့်နဲ့နောက်ထပ်ကူသမားတယောက်ကိုပဲ United ခေါ်ဝင်နိုင်ချေရှိတယ်ဒါမှ United နဲ့ live ဖတ်မှာပေါ့ David De Gea အသက်34နှစ်ရှိပြီဗျာ United ရဲ့ goal box တနေရာမှာအဓိကကူသမားအဖြစ်ပွဲထွက်မယ်ဆိုရင် United နဲ့ဘလို့ live ဖတ်တော့မှာလဲဒါစဉ်းစားကြည့်ပေါ့အဲ့တော့ကြောင့် David De Gea ကိုပြန်လည်ခေါ်ယူရထားပါတော့ Carson တို့เนาะအရင်တော့ Chelsea က Cavallaro တို့ကိုတုံးတဲ့ပုံစံမျိုးပဲဖြစ် ြစ်လိမ့်မယ်ပေါ်ထွက်ကူသမားတယောက်အနေနဲ့ခေါ်ဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူးအန်ဒရီအိုနာနာကိုရောင်းမယ်ဆိုတဲ့သတင်းတွေကလည်းကောလာဟာလာအဆင့်ပဲရှိပါသေးတယ်တကယ်လက်တွေ့မှာကတော့ကူသမားတယောက်ခေါ်ယူရေးထက်ကျန်တဲ့နေရာတွေမှာအရေးကြီးတဲ့ကစားသမားတွေကိုဥသာပေးခေါ်ယူသွားမယ်လို့သုံးသပ်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားကြည့်ပါရစေချိန်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ